ပါရှင်ကျွန်မကတင်ဆက်ပါဒီနေ့ဂျွန်လ6ရက်နေ့အတွက် People's Win ရဲ့နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးသွားပါမယ် ICC တရားသူကြီးလေးဦးကိုပိတ်ဆို့အရေးယူမယ်လို့ American ပြောတဲ့သတင်းဂါဇာမှာ Hamas ရဲ့ပြိုင်ဘက်အဖွဲ့ကို Israel ကလက်နက်ထောက်ပံ့တဲ့သတင်းရေချောက်ပွဲမှာပျက်စီးသွားတဲ့စစ်သည်မောကိုပြင်ဆင်ပြီးသွားပြီလို့မြောက်ကိုရီးယားပြောတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်အပြည်ပြည်ဆိုင်ရာရဲစခုခေါ်ရုံ ICC ရဲ့တရားသူကြီးလေးဦးကိုပိတ်ဆို့အရေးယူမှုပြေပြုတ်လောက်သွားမယ်လို့ ်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုက ပြောကြားလိုက်ပါတယ်။အစ္စရေးနဲ့အမေရိကန်ပေါ် ICC ကတရားလက်မဲ့ပြတ်မှတ်ထားရန်လိုနေတာတွေကိုတုတ်ပြန်ဖို့အတွက်အခုလို ဆုံးဖြတ်တာဖြစ်တယ်လို့မာကိုရူဘီယိုက ဆိုပါတယ်။ဝန်ကြီးချုပ်ဘေဂျမင်နေတန်ညာဟုအပေါ်ဝင်အစ္စရေးအစိုးရထိတ်တန့်အရာရှိတွေကို ICC ကဖမ်းမရမ်းချုပ်ခဲ့တော့အာဖဂန်နစ္စတန်မှာအမေရိကန်စစ်တပ်ကဆရာစုဝမှုကျူးလွန်နေဆိုတဲ့ဆွဆဲချက်အတွက်စုံစမ်းနေတာတွေကိုအကြောင်းပြုပြီးရူဘီယိုကအခုလိုတုတ်ပြန်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကပိတ်ဆို့အရေးယူဖို့ရွေးချယ်ထားတဲ့တရားသူကြီး၄ဦးစလုံးဟာအမျိုးသမီးတွေပါယူဂန်နာနိုင်ငံသူပီရူးနိုင်ငံသူဘီနေနိုင်ငံသူနဲ့ဆလိုဗေးနီးယားနိုင်ငံသူတို့၄ဦးဟာအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အရေးယူပိတ်ဆို့မှုစီရင်မှာပါဝင်နေပါတယ် ICC ကတော့အမေရိကန်ရဲ့သဘောထားအတွက်ဝမ်းနည်းမိကြောင်းကြေညာပြီး ICC ရဲ့လွတ်လပ်တဲ့ရည်တည်မှုကိုထိုးနှက်ဖို့အားထုတ်တယ်လို့ခန်းစားရကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်အရေးယူပိတ်ဆို့မှုအစီအစဉ်ရော အဒီတရားသူကြီးတွေရဲ့အမေရိကန်မှာရှိနေတဲ့မြောက်ပိုင်းဆိုင်မှုအကျိုးစီးပွားအားလုံးကိုတားမြစ်ပိတ်ပင်ပြီးဗန်နာရေးဌာနစီအစီရင်ခံစီမှာပဲဖြစ်ပါတယ်။နေတန်ညာဟုကတော့ဒီကိစ္စနဲ့ပတ်သက်လို့ရူဘီယိုကိုရောအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုပါကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်အစိုးရဟာအစ္စရေးရဲ့အခွင့်အရေးတွေအတွက်မမမမတ်ရပ်တည်ပေးခဲ့တာဖြစ်တယ်လို့သူကဆိုပါတယ်။ရူဘီယိုရဲ့ကြေညာချက်မှာတော့ ICC တရားသူကြီးတွေဟာအစ္စရေးနဲ့အမေရိကန်တို့ကိုအခြေအမြစ်ကင်းမဲ့ပြီး တရားလက်မဲ့ဆန်နဲ့ပြစ်မှတ်ထားမှုတွေနဲ့ထိုးနှက်နေတယ်လို့ဆွတ်ဆဲထားပါတယ်။နောက်ပြီးတရားသူကြီးတွေရဲ့လုံဆောင်ချက်တွေဟာအမေရိကန်ပြီးတော့အစ္စရေးအပါအဝင်မဟာမိတ်တွေရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့အမျိုးသားလုံခြုံရေးကိုချိန်ချောက်နေရလို့လည်းဖော်ပြထားပါတယ်။ ICC ဟာနေတန်ညာဟုနဲ့အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း US Gallant တို့ကိုဂါဇာမှာဆေးရဆွမှုကျူးလွန်တယ်လို့ဆွတ်ဆဲပြီးမနစ်တုန်းကဖမ်းဖမ်းချုပ်ခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်ဟာဖေဖော်ဝါရီလတုန်းကလည်း ICC ရဲ့ရှေ့နေချုပ်ကာရင်ခန်းအပါအဝင် အရာရှိတချို့ကလုတ်ပိုင်ခွင့်အလွဲသုံးစားပြုလုပ်တယ်လို့ဆက်ဆဲပြီး Facebook အရေးယူမှုတွေသတ်မှတ်ကြေညာခဲ့ပါရဲ့ရှင်။ဂါဇာကမ်းမြောင်ဒေသတွေမှာ Hamas ပျောက်ကြားအဖွဲ့ရဲ့ပြိုင်ဖက်အစုဖွဲ့တစ်ခုကို Israel ကလက်နက်တပ်ဆင်ပေးနေပါတယ်။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကအဒီကိစ္စကိုဂျွန်လ9ရက်နေ့မှာကိုရိုင်းအင်တီဗျူးခဲ့ပါတယ်။ Israel မီဒီယာတချို့ကနေတန်ညာဟုနဲ့ Israel ဆိုရဟာဂါဇာတောင်ပိုင်းမှာလှုပ်ရှားနေတဲ့အစုအဖွဲ့တစ်ခုအတွက်လက်နက်တွေထောက်ပံ့ပေးနေကြောင်းဖော်ပြခဲ့တဲ့နောက် ဝန်ကြီးချုပ်ကအဲ့ဒီသတင်းကိုမှန်ကန်တယ်လို့ထုတ်ပြောခဲ့တာပါလူမှုကွန်ရက်မီဒီယာ X မှာတင်ထားတဲ့ဗီဒီယိုဖြတ်ပိုင်းတူတစ်ခုမှာတော့နေတန်ညာဟုကအဲ့ဒီလောက်ရဟာဗာများမှားလို့လဲလို့မေးခွန်းထုတ်ချပါတယ်ဟာမက်စ်ရဲ့ပြန်ဘက်တွေကိုလက်နက်ထောက်ပံ့ပေးတာဟာအစ္စရေးစစ်သားတွေရဲ့အသက်တွေကိုပြည့်တင်နိုင်စေဖို့ဖြစ်ကြောင်းဒီကိစ္စမျိုးကိုလူတိရှင်ကြားထုတ်ပြောနေရင်ဟာမက်စ်အတွက်ပဲအကျိုးရှိသွားစေမှာဖြစ်ကြောင်းသူကဆိုပါတယ်အစ္စရေးစစ်ဘက်အရာရှိတချို့ကိုကိုးကားပြီးအစ္စရေးမီဒီယာတွေကဖော်ပြရမှာနေတန်ညာဟုရဲ့အစိုးရဟာ ယာဇာအဘူရှာဘတ်ဆိုတဲ့အမျိုးသားဦးဆောင်တဲ့ဂါဇာအခြေဆိုင်အစုဖွဲ့တစ်ခုကိုလက်နက်တွေထောက်ပံ့ပေးနေတယ်လို့သိရပါတယ်။ဂါဇာမှာတော့ပြည်သူစစ်ဒါမှမဟုတ်လက်နက်ကင်ဒုစရိုက်ဂိုင်းတွေလို့ရှုမြင်ခံရတာတွေရှိနေတဲ့အဖွဲ့ဟာဟာမတ်တွေကိုစန့်ကျင်ရပ်တည်တယ်လို့ကြွေးကြော်ထားပါတယ်။အဘူရှာဘတ်ရဲ့အဖွဲ့ကဂါဇာကိုဝင်ရောက်လာတဲ့ထောက်ပံ့ရေးရင်နှန်းတွေကိုအကာအကွယ်ပေးဖို့ရည်ရွယ်ပြီးလက်နက်ကင်တာလို့ပြောပေမဲ့လေလာသူတွေကတော့လက်တွေမှာပြောင်းပြန်ဖြစ်နေပြီးရင်နှန်းတွေကိုကြားဖြတ်လူရဲနေသူတွေတို့လည်းဆက်ဆဲထားပါတယ်။ နေတန်ညာဟုကအခုကိစ္စကိုအတိအလင်းဝေခံခဲ့ပေမဲ့နိုင်ငံရေးအရာတော့အရှက်ရစရာ အခြေအနေတွေကြုံတွေ့နေရပါတယ်။အစောပိုင်းမှာအတိုက်ခံအင်အားစုတွေကဝန်ကြီးချုပ်အနေနဲ့အစ္စရေးရဲ့လက်နက်တွေကိုလူစရိုက်သမားတွေလူရန်ကားတွေကိုသူ့သဘောနဲ့တူဆွဲပြောင်းပေးနေတယ်လို့ဆွဆွဲခဲ့ပြီးအစ္စရေးစစ်တပ်ကလည်းအဲ့ဒီကိစ္စမှန်ကန်ကြောင်းဝန်ခံထားပါတယ်။နေတန်ညာဟုကဟာမတ်ရဲ့ပြိုင်ဘက်အဖွဲ့အစည်းတစ်ခုကိုလက်နက်ထောက်ပံ့ပါတယ်လို့အတည်ပြုထားပေမဲ့အဘူရှာဘတ်ကတော့ သူဟာအစ္စရေးစီကလက်နက်တွေရရှိတယ်ဆိုတာလုံးဝမဟုတ်ကြောင်းအွန်လိုင်းမှာညင်းဆိုထားပါတယ်။သူ့အဖွဲ့ရဲ့လက်နက်တွေဟာခင်းနောက်ကြဟောင်းနှမ်းနေပြီးဒေသခံ လူထုကထောက်ပံ့ပေးထားတာတွေဖြစ်တယ်လို့အခုရှာဘက်ကပြောကြားထားပါတယ်ရှင်။ရေထောက်ပွဲမှာအမားယွင်းကြုံပြီးတင်းဆောင်သွားခဲ့တဲ့စစ်သည်မော်တစ်ကိုရောက်ကိုရီးယားရေတပ်ကပြင်ဆင်ပြီးသွားပြီလို့သိရပါတယ်။တန်းချိန်9000အနည်းချိန်ရှိတဲ့ဖြတ်သည်မော်ဟာမေလတုန်းကရေချောက်ပွဲအခမ်းအနားမှာအမားယွင်းတစ်ခုဖြစ်လို့ တင်မောချင်းမှာပဲတချမ်းဆောင်တိမ်းမောက်နေခဲ့ပြီးတင်မောဝမ်ပိုင်းထဲကို ရေတွေဝင်ခဲ့တယ်လို့အစိုးရမီဒီယာတွေကဖော်ပြခဲ့ပါတယ်။အဲ့ဒီရေ၆ပွဲကိုကိုရိုင်းကြီးမှုတက်ရောက်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်ကင်မဂျွန်အွန်းကဒီကိစ္စကိုခွင့်မလွတ်နိုင်စရာပေါ်ဆမှုအဖြစ်ဆွဆဲပြီးအပြင်းထန်စုဖို့ကြိမ်းမောင်းခဲ့တယ်လို့အဓိကတာဝန်ရှိတဲ့အရာရှိ၄ဦးခန့်ကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ဂျိုရုဓာတ်ပုံတွေမှာတော့မြောက်ကိုရီးယားဟာတင်မောချင်းမှာရှိနေတဲ့ရေရင်ကိုအပြာရောင်တာပေါ်လင်စတွေနဲ့အုံမို့ဖုံးကွယ်ထားတာကိုတွေ့ခဲ့ရပါတယ်။ အခုတော့အဲ့ဒီဖြတ်သိမ်းမှုကိုပြင်ဆင်မှုတွေပြီးစီးသွားပြီးရေပြင်စီချထားပြီးပြီလို့အစိုးရပိုင်း KCN နဲ့သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဖြတ်သိမ်းမှုဟာဂျွန်လ9ရက်နေ့မှာအကောင်ပြင်ဆင်ပြီးစီးသွားပြီးဟန်ချက်ညီတဲ့အခြေအနေမျိုးနဲ့ရေချနိုင်ခဲ့တယ်လို့ KCN ကဆိုထားပါတယ်။တစ်ဖက်မှာတော့ရေချပွဲတုန်းကအလွဲချော်ကြောင်းအဖမ်းခံထားရတဲ့မြောက်ကိုရီးယားအရာရှိတွေရဲ့လုံခြုံရေးကအကြီးအကျယ်စိုးရိမ်စရာဖြစ်နေတယ်လို့လူအခွင့်ရေးတက်ကြလို့ရှားသူတွေကပြောပါတယ်။ Kim ကအဲ့ဒီမှောင်ရမှုဟာ နိုင်ငံရဲ့စစ်တရေကိုထိခိုက်ညှဉ်းနှံစေတဲ့ရာဇဝတ်မှုလို့ပြင်းပြင်းထန်ထန်ဆွဆွဲခဲ့ပါတယ်။ဖန်စီခန္ဓာရသူတွေထဲကမြောက်ကိုရီးယားအနာရအလို့သမားပါတီရဲ့လက်နက်ခရံထုတ်လုပ်ရေးဌာနဒုတိယညွှန်ကြားရေးမှူးရီဟောင်ဆောင်လဲပေါဝင်ကြောင်းသတင်းတွေကဖော်ပြခဲ့ပါတယ်။ဖန်စီခန္ဓာရသူတွေကိုဘလို့ပြစ်ဒဏ်မျိုးပေးမလဲဆိုတာမသိရသေးပေမဲ့မြောက်ကိုရီးယားဟာတက်ရောက်မှုကြီးမားတဲ့အမားတစ်ခုခုကျူးလွန်မိသူကိုနှိမ့်ရှေအလို့ကျန်းတဲ့ထောင်ဒဏ်တွေဒါမှမဟုတ်သေးတံအထိစီရင်ချမှတ်တာမျိုးတွေရှိခဲ့ဘူးပါတယ်။ ကင်ဟာနိုင်ငံရဲ့စစ်အင်အားကိုချက်ထွင်တိဆောက်ရမှာရေတက်ရဲ့နှီးပညာပိုင်းကိုလည်းအဆင့်မြင့်တယ်မို့စီစဉ်နေပါတယ်။ရေချရေအမှားယွန်းကြုံခဲ့တဲ့ဖြတ်သိမ်းမှုမျိုးဟာမြောက်ကိုရီးယားရေတက်ရဲ့ထက်အမီဆုံးစစ်ရေရင်တို့ယုံကြည်ရပြီးလက်ရှိအချိန်ထိရေတက်မှာနှစ်စီးပိုင်ဆိုင်ထားပြီးပါပြီ။ဒါပေမဲ့လက်တွေ့ခုံမောင်းပြီးစစ်စင်ရေးတွေမှာပါဝင်နိုင်တဲ့အဆင့်မျိုးကတော့လာမယ့်နှစ်လောက်မှရောက်ရှိနိုင်မယ်လို့သိရပါရှင်။ပြပစင်ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါရှင်။